အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပထားရီတစ်စက်ကိုအလူမီနီယံပြားပေါ်ချလိုက်ရင်ဘာဖြစ်သွားမလဲဆိုတာကြည့်ရအောင်အလူမီနီယံမှာသူ့ရဲ့သဘောတိုင်အောက်ဆိုက်လွှာလေးတစ်ခုအပေါ်ယံမှာပါပြီးသားပါဒီလွှာလေးကအလူမီနီယံကိုလိမ်နဲ့ထိပြီးပျက်စီးမသွားအောင်လို့ကာကွယ်ပေးထားပါတယ်ဒါပေမဲ့ပထားရီကဒီကာကွယ်ကိုချက်ချင်းဖောက်ပြီးတော့အလူမီနီယံသားနဲ့ဓာတ်ရိုက်ထိတွေ့လိုက်ပါတယ်အလူမီနီယံနဲ့ပြဒါထိတွေ့လိုက်တဲ့အခါ အလူမီနီယံပြဒါအမာခံလို့ခေါ်တဲ့ပေါင်းစပ်ပစ္စည်းတစ်ခုဖြစ်ပေါ်လာပါတယ် ဒီပစ္စည်းကအလူမီနီယံရဲ့ခိုက်ခတ်တဲ့ဖက်စီးပုပ်ကိုအမြစ်ကနေဖျက်စီးပစ်လိုက်ပြီးအလူမီနီယံရဲ့မူလဖက်စီးပုပ်ပျက်စီးသွားပါတော့တယ်အလူမီနီယံရဲ့မူလဖက်စီးပုပ်ပျက်စီးသွားတာနဲ့လေထဲကအောက်ဆီဂျင်နဲ့အစာပေါင်းများစွာပုံမြန်တဲ့နှိုးနဲ့ဓာတ်ပြူတော့တာပါဒီဖြစ်စဉ်ကြောင့်အလူမီနီယံဟာတဖြည်းဖြည်းပွလာပြီးတော့အပင်ပုံစံနဲ့ထိုးထွက်လာတာအလိုလိုကျေမွသွားတာပါ လေရင်တွေရဲ့ကိုယ်ထည်နဲ့တောင်ပန်းတွေကိုအလူမီနီယံနဲ့ဓိကထားပြီးတော့တိဆောက်ထားတာကြောင့်မလို့လေရင်ပေါ်မှာပြဓာပါတဲ့ပစ္စည်းတွေဆိုရင်လိုဘကိုတားမြင်ထားတာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ထပ်လဲဒီလို chemistry ဘဟုတုတရရစီမဲ့ဗီဒီယိုတွေတင်ဆက်ပေးနေအောင်မှာမလို့ like and follow လုပ်ဖို့